အခုပြန်ခီးစင်ကိုလည်း live ပေါ့နော်ပြန်ခီးစင်ပြီးတော့မှလည်းတပြီးတော့အဲ့လိုအကျိုးဆောင်အလေးတွေပြန်လုပ်မယ်ဆိုပြီးဆက်ဖြစ်တာတပြီးတော့လို့အညာတော့ဒီကြုံပြီးတော့ဝင်သွားတာပြန်အကြားလေးအပ်ပြီးတော့အကုန်လုံးအညာကြတော့အဲ့လိုမျိုးအကုန်ပြုတ်ကြသွားတာခလေးတွေတောင်းမှလည်း TV ကျင်းရနေထွက်ပြေးရတော့နည်းနည်းလေးပဲတော့တော့လာတယ်အဲ့တပြီးတော့ပြောတယ်ပေါ့နော်အဲ့တပြီးတော့ပေါင်းထားသူကနိုင်ငံတော်လို့ရတာ ကိုရခင်တရားအေးအေးရှမ်းရှမ်းလုပ်ပြီးတော့ကိုမိသားစုကဘလို့နေရမလဲဘလို့စားမလဲတွေးတော့အများရန်တွေးတယ်ပေါ့။ဒါမဲ့လည်းတွေးတော့အခုတော့မတွေးတော့ဆရာလေးပြောတဲ့အတိုင်းပဲ။တရားပြီးတော့မှတွေးတော့မှစီတင်နေရရှိရစီတင်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားပါလိမ့်မယ်။ဒါမဲ့တွေးတော့စိတ်ကတော့အနိုင်ဝင်ခံရစမတည်ငြိမ်ဘူးပေါ့။ဒါပေမဲ့တွေးရပေါ့။အဲ့ဒီကြောင့်ဖုံးခေါ်များတာပုံပြီးစိတ်ပူပါလေပေါ့။ ယ်ဆိုတဲ့လူကြီးအများကြီးပဲတဲ့မျိုးထဲမှာဆိုအလိုပြိုကြတာတွေပါတယ်အလောင်းနေတာမှပဲမနိုင်ဘူးကတည်းကဒီဘေးလမ်းမှာပုံပြီးတော့မိုးပါတယ်နဲ့အောက်ထားတယ်တဲ့အများကြီးပဲတဲ့ပျက်စီးဆုံးဆုံးတာကိုယ်လည်းဆိုတဲ့လူကြီးအများကြီးကိုယ်တည်းကလည်းမဖြစ်ဘူးရောနော်ပျက်စီးတဲ့ခါရလို့တင်ခါရပါမှမဖြစ်ဘူးတဲ့ကိုယ်ကတရားလေးပဲအားထုတ်ဆရာတော်ခီးစင်ကိုလည်းစောင့်အောင်နိုင်တာပေါ့အဖေကတော့အင်းအ ်ဆိုပေမဲ့အဲ့တော့စိတ်ကတော့မဖြစ်သေးဘူးဗျာတွေးတာပေါ့အဲ့တော့အိမ်မှာပြောင်းရတယ်မိသားစုကလည်းညာလာဆိုတော့မမမတိုင်းတည်းရတယ်တပည့်တော်တို့တူနေရပေးထင်တာထပ်ပန်းဆိုတော့လေကိုရွာတယ်ဟိုတူအရန်ချိတဲ့ထိန်မမဟုတ်ဘူးတရားလုံးကလည်းလောက်သာသနာလေးလေးဆိုတော့အရင်တော့လည်းတပည့်တော်ရွာမှာတွေ့ပါတယ်ဗျာကိုတက်နိုင်သလားရွာတွေကကြီးတဲ့လူတွေစီတက်နိုင်စီစံတက်နိုင်စံပစံတက်နိုင်ပစ ို့ရှင်ကိုအမြင်လားအဲ့တော့ဝင်စိတ်ကရောက်နေလားဒါပြတော့စိတ်မတည်ငြိမ်ပါဘူးဗျာအရင်တော့တရားထုတ်ခုမှရင်တော့တရားထုတ်တာ လိုတရားထိုင်ပြီးလို့လေအဲ့ဒါကိုမိသားစုကခံကောင်းတာလို့ပြောပြီးကိုကတော့မဟုတ်တာလို့နေသူတို့ကခံစုတာတရားမထိုင်ရင်ဒီလက်ပူစုသွားနိုင်တယ်ဘာလို့တော့ဟိုစိတ်ကဆက်ဆက်နေတာလေသူတို့မလုံနိုင်ရမှာကိုကလုံနေတယ်ဆိုရင်ကိုရဲ့ကောင်းတဲ့စိတ်တွေကသူတို့ကိုလည်းကောင်းတဲ့စိတ်တွေဖြစ်စေတာပေါ့အဲ့ဒါကြတော့သူကလည်းကောင်းတဲ့စိတ်တွေဖြစ်နေတော့အဲဒီလို အသက်တည်တဲ့အဆင်မရောက်ဘူးပေါ့အဲ့လိုမျိုးအဲ့ဒါဆရာတော်အများအဲ့ဒါတွေကိုလေ့လာနေတာတရားလုံနေကိုလုံနေကိုကတော့ပြောစရာမရှိဘူးပေါ့နော်အဲတခြားကိုနဲ့ပတ်သက်တဲ့လူတွေပါအဲအဆင်ပြေတယ်ကို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 ငင်းကြအောင် လုပ်တာသူတို့ဘာကိုငင်းကြအောင်လုပ်တာပဲပေါ့နော်ကိုကိုကိုအနေကင်းအောင်လုပ်နေဆိုတာဘုရားတရားတန်ခါရဲ့အဆောက်အအုံနဲ့နေတာလေကိုကတရားလုံနေတော့ကိုကိုအနေကင်းအောင်လုပ်တာ တခြားကိုနဲ့ပတ်သက်တဲ့လူလည်းအနေရကင်းအောင်လုပ်တာဒီလိုနေရအဲ့လိုယုံကြည်တယ်ဆိုတာယုံကြည်တယ်ဆိုတာဆရာတော်ကဒါအဲဒီတရားရဲ့စွမ်းအားကလိုရာတုံးလို့ရတယ်ပေါ့ပြီးတော့ तू မလုပ်လို့ကိုမလုပ်လေကိုမလုပ်လို့ तू မလုပ်ပေါ့အဲကိုလုပ်တယ်ဆိုရင်ကိုမလုပ်တော့လူစိတ်တွေဖြစ်နေရောကိုကကိုလုပ်တော့ကိုကယောဂီစေဖြစ်ရင်ကိုနဲ့ပတ်သက်တဲ့လူကလည်းအဲကိုသမီးကတော့ဒီတရားထုံးနေတယ်ဘာဖြစ်ဖြစ်ပေါ့ အဲဒီလိုလေးတွေယောဂီစိတ်ကတော့ကူးဆက်တာပေါ့ကိုယ့်ရဲ့အပူပါလေသူတို့ဘာကိုကူးတယ်အဲသူတို့ရဲ့အပူပါလေကိုယ့်ကိုကူးတယ်ကိုယ့်ရဲ့အေးရလေကိုယ်နဲ့ပတ်သက်တဲ့မိသားစုကိုကူးတယ်အဲသူတို့ရဲ့အေးချမ်းမှုကလည်းကိုယ့်ကိုကူးတယ်အဲတဘောတရားအဲ့လိုစိတ်ကအေးချမ်းနေရင်ဆူဆူဝါမဖြစ်ဘူးအဲ့လိုမျိုးဆရာဆန်တဘောတရားဓာတ်တွေအများကြီးရှိတာပဲမြန်မာနိုင်ငံထဲမှာပဲတရားကျော်ရှိတယ် ဒါပေမဲ့အခုငင်းငင်းစုံထဲမှာ73ခုလောက်ပဲရှိတယ်အဲ့လိုပေါ့နော်ဒါဆရာတော်ကတော့ဒါတရားတော်နဲ့တည်ထောင်လာတာဆိုတော့ပြီးတော့စိတ်ကလည်းအခုတရားစခန်းတွေဘာတွေဖွင့်နေတော့ဟိုတိတ်ဆူဆူဝါးကြီးမရှိဘူးလေအဲ့လိုမျိုးပေါ့ဆရာလေးတစ်ပါးစုံသွားတာပဲသူကသူကတော့လူတစ်ပေါ့နော်ဟိုအခုမှဟိုပါဖြစ်အဲ့ဒါလည်းတခြားတရားစခန်းမှာတော့ဝင်တာတပါးတရားဤတာမှာဖြစ်တာမဟုတ်ဘူးအဲ့လိုလူတစ်ဆိုတော့ဟိုကုလိုကောင်မှုအာနယ်လေးလို့ပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဒါဒီ အဲ့လိုတွေတွေ့ကြုံတော့လေနေရာတိုင်းမှာပေါ့ဒါကိုယ့်ရိပ်တံမှာမဟုတ်တခြားရိပ်တာတွေမှာဆိုရင်လည်းအဲ့လိုဖြစ်ရပြီဆိုရင်လေရိပ်တာမှာဖြစ်တဲ့ကိစ္စတွေဆိုရင်တော့ဆရာတို့ကလိလာတယ်သိတယ်ပေါ့ပြီးတော့ဒါဘာကြောင့်ဖြစ်တာလဲအာနေချက်ကရိပ်တာဘက်ကအာနေချက်လားယောဂီရဲ့အာနေချက်လားအဲ့လိုတွေရှိရပြီယောဂီရအာနေရင်လေကာမရဘူးပေါ့ကာကွယ်လို့မရဘူးမသိခင်လေးတရားထုတ်သွားတယ်တရားနာသွားတယ်အဲ့ဒါကတန်မှုရှိတယ်အဲ့လိုမျိုး တည်တဲ့လူဘက်ကကျင်တယ်ဒါတွေကတော့ဟိုအပိစကားပြောတာမျိုးမဟုတ်ဘူးတရားတော်အရာကုလကောင်းမှုတွေလုပ်ရင်းတယ်အဲ့လိုမျိုးနားလေလားအဲ့တော့နားလေလားတော့အားကြီးတာပေါ့နော်ဆရာတို့ကစကားပြောတယ်ဆိုတာကဒီဟာကစကားတတ်တန်မဟုတ်ဒီနောက်ွယ်မှာအများကြီးလေ့လာထားပြေယုံကြည်မှုကပြေဝနေပြီးတော့ကိုယ်စကားကိုကိုတောင်းနေอยู่တယ်အဲ့လိုမျိုးပါနော်အားရှိတယ်ပေါ့ ကိုကိုတိုင်းလည်းအန္တရာယ်ကင်းတာအဲ့လိုမျိုးနဲ့ပဲအန္တရာယ်ကင်းတာလေ။ဟောကိုတရားလုံနေတယ်။လုံနေတယ်တရားဆောင်းလျှောက်တယ်။ကိုရည်တာတွေလည်းဒါကိုနဲ့ပတ်သက်တယ်။အဲ့တော့ဘုရားတရားတန်ခိုင်းဆောင်းလျှောက်ရှိတယ်။အဲ့အဲ့တော့ဘာသာရေးနဲ့ပတ်သက်တာတွေအများကြီးထိတယ်ဆိုရင်တော့မှဒါဆရာတော်ကြီးကတော့လက်တွေ့ဟိုကနေဘာဝနာကုတို့ပေါ့ဝိပဿနာကုတို့ကအကြီးဆုံးနေ။ကုတို့ထဲမှာတမထလည်းဒီလောက်ဟောမှာဖြစ်ဘူး။ဘုရားစာတွေရွတ်ဖတ်ချက်တယ်ဆိုတာကလည်းအဲ့ကုတို့ကလည်းဘာဝနာကုတို့တော့မမီဘူး။ ဝိပဿနာကုလို့တော့မမီဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကြီးမားတဲ့ကုလို့တွေလုံနေတဲ့အခါကျတော့လည်းဘာပဲပြောအများကြီးအန္တရာယ်ကင်းတယ်ပေါ့ပြီးရိတ်တာမှာလူကအများကြီးနော်ဆရာတို့ဘာတရားဟိတာဆိုလူတွေအများကြီးအဲ့ခါကျတော့ဖြစ်ချင်းဖြစ်ရင်အဲ့လိုဣဒ္ဓရေကလူတွေထိကြိုင်နိုင်တာပေါ့နော်ဟုတ်လားငနင်းဘေးလဲဘာပြောပြတဘာဝဘေးရနေလဲဒါတဘာဝတရားဟိတာတို့က ူးဆိုးဝါးကြီးထိခိုက်တာမရှိဘူးပေါ့လေပြောမှာကိုဗစ်ကပ်ရောဂါတုန်းကလည်းအဲ့လိုပဲဆိုးဝါးမဖြစ်ဘူးပေါ့အငတ်ပြီးလဲဒါဆံပြုတ်တော့တောက်လို့ရနေတာဒါတော့လည်းသူတော့မပြည့်စုံရင်တော့မှအဲ့လိုမျိုးလက်နဲ့ပြီးလဲဒါဘာမှတိတ်ပြီးတော့ဆူဆူဝိုင်းမပါဘုံကျဲခံလို့အဖိုးနှစ်ယောက်သုံးသွားတာလို့လေတော့ရှိအောင်ဒါပေမဲ့လူအများကြီးနဲ့ရှင်လိုက်အဲ့ဒါလေမြောက်ဝတီလေပြစ်ခတ်တဲ့နေနေထဲမှာရောက်နေတော့မြောက်ဝတီမှာတော့အဲ့ဒါ ုံကျဲတာထိပြီးတော့မှအဖိုးနှစ်ယောက်ဆုံးသွားတာပဲရှိတယ်သွားလာရင်လည်းဘုံကြီးတစ်ပါးဒါပြစ်ခတ်ခံပြီးတော့ပြန်တော်မူတာအဲ့လိုမျိုးပေါ့ဆရာတို့လုံနေတဲ့အလုပ်တွေနေတဲ့လူတွေနဲ့ရှင်နိုင်သွားတဲ့ခရီးတွေနဲ့ရှင်နိုင်အဲ့ဒါတွေကဟိုတရားခိုင်လုံးတော့ပဲတရားခိုင်လုံးတော့မရှိဘူးပေါ့နော်အဲ့တော့လေတိတ်ပြီးတော့ဟိုစိုးရိမ်ကြမရှိဘူးအခုက တစ်ခေါက်သွားတယ်တစ်ခေါက်ဖြစ်တယ်ဆိုရင်တော့မစူရေးဒါတစ်ခုလည်းရှိတယ်တစ်ခုပဲပြက်သွားရင်တော့ဒါတမျိုးပေါ့လေအခုကတော့အများကြီးလှုပ်တော့မှနည်းနည်းပါးပါးထိတယ်ဆိုတာကတော့အာမမဆန်းဘူးပါလေအဲ့တော့ဒီလိုပဲလေတရားပဲဆက်လုပ်ရမှာပဲဗမာတိတ်ပြီးအထုတက်လုပ်ဆရာမလို့ပါဘူးကိုကဒီလိုပဲပြောပြလိုက်ဟိုစိတ်နဲ့လုပ်လို့ရတယ်လူကိုယ်တိုင်ပါရမလို့လူကိုယ်တိုင်သွားမှာမဟုတ် ဟိုသူတို့လူမှာမဟုတ်တခြားလူရင်းနဲ့လူကလည်းရှိတယ်အဲ့တော့ကိုကတရားလုပ်တယ်ဆိုရင် ကိုထိလက်ရောက်ကြီးလုပ်เสียမှာမလို့ဘောနော်ဟိုကိုဖြစ်ချင်းသူကလည်းသူဂျန်ဖန်ဖြစ်သွားလိမ့်ကိုမဖြစ်ချင်းမဖြစ်အောင်ဂျန်ဖန်ပြီးတော့တားသွားလိမ့်ကိုရဲ့ကုတ္တဝါနေပြီးတော့ပြောပွဲမှာဆုံးတာပြောတာလားမြို့မှာဟိုအများကြီးဆုံးတယ်ဆိုတာမြို့မှာပြောပွဲမြို့မှာ ဟုတ်ဖေရပြောတာကိုရဲဆိုတဲ့အများကြီးပဲတဲ့မျိုးတွေမှာဆိုရင်အလောင်းနေလောင်းသူကောက်ပြီးတော့ကာလမီမှာပုံပြီးမိုးပိုင်းနဲ့အုပ်ထားတယ်ဘလောက်ဝေးလေအဲ့ပဲပြောမယ်မျိုးနဲ့ဆရာလေးတို့ရွာနေတယ်တို့ရွာနေတယ်နင်းနီးလေးလည်းပြန်ဆိုင်ခဲ့နေတော့မရှိမျိုးနဲ့ဆိုင်ခဲ့နေတယ်တမန်ဆိုင်ခဲ့နေတဲ့ဘဲတော် လောက်ပဲခုကတော့မြို့မြို့ကလူတွေဒုက္ခရောက်တော့မြို့မှာအဆောက်အအုံကြီးကြီးမားမားရှိတော့အဲ့ဒါကြီးပြူပြီးတော့ဒုက္ခရောက် ပြည်လဲစနစ်ခွဲတော့ကလန်းဘက်ကိုသွားမယ်လေဟုတ်တရားညညနေအထိပါ 人家是没压力。嗯 表表来嘛，表点事噶、嗯。我楼里的楼下的是不？我表了表点的事，表 <laughs> 来表点事噶。<laughs>